လမ်းတောက်လျှောက်မှာပထမအရင်ဆုံးဒီထာမနာတိုက်ရဲ့အလင်းနာမှာဝိဇာတွေဇောကြီးတွေသူကတပြေပြေနှိမ်သွားတာနော်ငကားကလုံးဂုံမှန်ရက်ကတွေဟိုဘက်ကျစောင်းလျှောက်တယ်ကြောက်ကြော်ဘွဲတွေလည်းရှိရကြောက်ကြော်ဘွဲတွေလည်းငသောစီးတွေကြောက်တွေသေးနေအောင်ဒီငသောစီးတွေစိန်နေဆိုလဲအဲ့စိန်နေကြောက်တွေရွှေတွေဆိုလဲအဲ့ကျဲခံနေတာပဲအပေါ်ဒီမှာဟို အားလုံးပဲမင်္ဂလာပါမို့ channel ကိုကြည့်စုံလိုက်ပါတယ်မဟုတ်ခုတစ်စပ်ပြချင်တဲ့ video တွေကတော့ဒီ serialie ရဲ့ video လေးပေါ့နော် video တွေမှာဆိုလို့ရှိရင်တော့ဒီ serialie ကရွှေကုံဖျားအောက်ခြေကဒီထပ်နာထိုက်တဲ့ဟိုပေါ့နော်တမထချစ်စင်နဲ့ကျင်ပြီးတော့တောရောက်ခဲ့ရဆိုပြီးတော့ပြပြလာပေါ့နော်အရောက်မှာစိတ်ဝင်စားဖို့ကောင်းတဲ့ကြည်တဲ့မျိုးကြီးလဲဘဟုတုတ္တရအောင်လို့ပြန်လဲမျှော်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ video ကိုဆက်လိုက်ကြရအောင်နော်ခိုင်မမရှိရတဲ့မိဘတူတူညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တက်တက်ရမယ့်အကြောင်းအရာလေးကတော့ရှိတော်ဘုရားအောက်ကထပ်ပန်းတိုက်ရဲ့အကြောင်းလေးကို သူတရားပြန်มาလဲပါရဘူဒ္ဓရာပေါ့ပြောမယုံကြုံမသိပေါ့ရွှေကုံဖရာအောက်ကธรรมနာတိုက်တော်တင်းဟိုဘယ်လိုသလဲစိတ်ဝင်တစားနဲ့တွားရောက်ပြီးတော့လိလာခဲ့တာလဲကြီးရှုခဲ့တာလဲธรรมရာဆန်အားအမြင်စက်နဲ့အကြမ်းစက်နဲ့တွားရောက်ပြီးလိလာခဲ့တာလဲဆိုတော့တစ်ချိန်တော့လိုင်းပေါ်မှာနာမည်ကြီးရပေါ့လေဟိုစားပေါ့ဥကြောဟင်းဥကြောဟင်းအတူလို့ဘယ်လိုလဲသိရမှာပေါ့ကြောဟင်းကြောလားဥကြောဟင်းကြောပြောရဲရွှေဘုံဖရာအောက်ကိုသူငယ်တော့ရောက်ခူးရဲကိုရင်လေးဘောကနဲ့ ဒီလိုဒီလိုရှိရဲဒီလိုဒီလိုရှိကိုပြရမယ်နောက်သက်နောက်သက်တလန်းပေါ့ထွက်ပေါက်တလန်းရှိရဲဒါတွေတရားတော့ကျွန်တော်စိတ်ဝင်စားတာပေါ့နော်စိတ်ဝင်စားတာဒီ login သင်္ကြန်နဲ့လေ့လာတယ်လေ့လာတော့သူပြောတဲ့အတိုင်းဟုတ်ပါတယ်အရင်ဆုံးကျွန်တော်တို့ရွှေရုံဘုရားရင်နင်ဘောကနေပြီးတော့ဒီဝိသေစင်ရဝေပုပ်ကခေါ်တယ်ပေါ့နော်ရွှေရုံဘုရားကိုတွားခြင်းနေဆိုတော့သမရဆန်းကတွားခြင်းနေဆိုတော့ဒီပုပ်ကဝိသေစင်ရဝေဝိဇာတပါခေါ်ပါတယ်ခေါ်ပြီးတော့တွားတယ်တွားတော့ဟိုရောက်တော့အောက်မှာ တကားတစ်ချက်ရှိပါသေးတယ်အောက်မှာတကားတစ်ချက်ရှိတယ်အဲ့တကားတစ်ချက်မှာဝိဇာတစ်ပါးဆောင်းလျှောက်ပါအဲ့ဝိဇာတစ်ပါးနဲ့ကျွန်တော်တို့ကျွန်တော်တို့ခေါ်ရတဲ့ဝိဇာတစ်ပါးနဲ့သူကစကားပြောတယ်ပေါ့နော်ညီမစကားလည်းမဟုတ်ဘူးပါဠိဘာသာစကားလည်းမဟုတ်ဘူးဘယ်လိုစကားလုံးလဲတော့ပြောလည်းမသိဘူးပေါ့နော်ခဏဒါတော်တော်လေးကြောင်သေပြီကအမှအဲ့စကားကိုဖွင့်ပေးတယ်တကားကိုဖွင့်ပေးတဲ့တောက်လျှောက်မှာနော်ကျွန်တော်တို့စောင့်ကြည့်နေတဲ့ပုံကူအများကြီးပဲဝိဇာစိုးကြီးတပည့်တည်းတရားထိုင်တဲ့ပုံကူတွေမတက်ရနေတဲ့ပုံကူတွေအဲ့လမ်းလျှောက်မှာကျွန်တော်တို့စောင့်ကြည့်နေပြီးတော့မီးဆက် လှန်ဆက်ဟိုဓာဆက်အများဆက်တွေကိုကြောရတယ်ပေါ့နော်အဲ့မှာအဲ့ရှေ့ကဝိဇာကြီးသွားတဲ့လမ်းအတိုင်းရှောက်တယ်ဆိုရင်သူကလွတ်တယ်ပေါ့လေအဲ့ဝိဇာကြီးသွားတဲ့အတိုင်းလမ်းအတိုင်းရှောက်တယ်လွတ်တယ်နောက်ဆုံးများဆက်မှာသူကနယံဘီနဲ့ဘက်ကနေများရထတာပေါ့နော်လှန်ဆိုလဲဘီနဲ့ဘက်ကနေဓာလှန်ရထတာပေါ့နော်နောက်ဆုံးများဆက်မှာသူကအောက်ဆုံးတစ်ပေါက်အောက်ဆုံးတစ်ပေါက်ကသူကအောက်နေကြီးနဲ့တထောင်အနည်းလောက်ပဲရှိမယ်တထောင်အနည်းကနေပြီးတော့စပြီးတော့သူကလှန်အများကြီးထွက်တာဟုတ် အဲ့အပေါက်ကလွတ်ပေးတာကျန်တဲ့အပေါက်တွေမှန်တယ်အကုန်လုံးနှွားတွေတောက်ကျော့သွားတယ်တောက်ကျော့ဟိုဘက်ဝင်ဒီဘက်ဝင်ဟိုဘက်ထွက်ဟိုဘက်ထွက်ဟိုဘက်ထွက်ထွက်တယ်ထွက်တယ်ဝင်တယ်ပေါ့အဲ့နဲ့ဘလို့သွားလဲဆိုတော့သူမိချောင်းသွားသွားတယ်ပေါ့နော်မိချောင်းသွားပြီးတော့ဝိဇာကတော့ဟိုဘက်ရောက်ပါကြီးဒါပေမဲ့ကြမ်းခဲ့တာသူကကြည့်ရလို့ကြမ်းခဲ့တာဟိုဘက်ရောက်လာမှာဝိဇာပါလဲဆိုတော့မင်းတို့ညံကောင်းသားပဲမင်းတို့တော်သားပဲမစိုးပါဘူးပေါ့ဒီလိုသိချီကျူးရပေါ့ချီကျူးပြီးတော့ဆက်ပြီးတော့ခေါ်ပါတယ်ပေါ့လေဟိုရောက်တော့ဒီဌာပနာတိုက်အတော်တွင်းကိုလေးလာတယ်ပေါ့နော် ဒါကတော့တွားတာတော့တော်တော်ကြာတယ်တော်တော်ကြီးကြာတယ်ပုံကအဆောက်ချောက်နားတဲ့အတွက်ဒါပေမဲ့ဒီဗီဒီယိုလေးမှာအတူကျုံလေးမျိုးတည်တည်မှာပေါ့နော်ဘုသူရရပွဲပေါ့တွားတယ်ဟိုရောက်တော့ဒီမဆော့ဖရားရှင်ပွင့်လေပြီးတော့မဆော့ဖရားရှင်တို့ရဲ့ဓာတ်တော်တွေကိုနော်ဒီလောင်းလေရွှေလောင်းလေပေါ်မှာနော်တင်းထတာအမှအရာဝတီနေ့ရအမှန်တကယ်ကိုစီးစင်းနေပါလေအဲ့ဥကြောင်းဟင်းတော့ပြောသလိုပဲပေါ့နော် အမှ ကကြောက်ကြော်ဘွဲတွေလည်းရှိရကြောက်ကြော်ဘွဲတွေလည်းငသောသီးတွေကြောက်တွေသေးနေအောင်ဒီငသောသီးတွေကြော်တွေစိန်နေဆိုလဲအဲ့စိန်နေကြောက်တွေရွှေတွေဆိုလဲအဲ့ကျဲခံနေတာပဲအပေါ်ဒီမှာပုံထားတာနေပြီးတော့အောက်တွေပါကျဲကြနေတာပေါ့နော်အဲ့မှာထူးထူးခြားခြားကျွန်တော်တို့တွားတော့တွေ့ခဲ့တာတော့ဘာလဲဆိုတော့ဟိုတာမန်လူဒီမှာလို့ပေါ့လေအုံဘွဲငသောဘွဲတဘွဲကိုလက်လက်ဆက်ဆက်ကြီးတွေ့ရတာပါကြောက်ကြော်ဘွဲတွေကြားထဲမှာနော်လက်လက်ဆက်ဆက်ကြီးတွေ့ရတာပါအမကြောက်မီမီးတိုင်းနေဆိုလဲ ကြောင်မီးတိုင်နေပေါ့နော်ထားရလင်းနေတဲ့ကြောင်မီးတိုင်နေနဲ့ငင်ကပက်ပက်လေးမှသူကတ်ထားပေါ့နော်ဒါကတော့အတူကျုံးလေးပါဒီကမိဘတူတူနားလဲပေးပါအတူကျုံးလေးပဲတည့်တည့်ရပေးတာပေါ့နော်ဒီဗီဒီယိုပိုင်းလည်းဟိုဗီဒီယိုမင်းနစာလေးနဲ့ငင်းနေအောင်လို့ပေါ့နော်အဲ့တော့အများကြီးပဲအဲ့ဒါနေကျွန်တော်တို့ကျွန်တော်ကပြောတယ်ပေါ့ဒီချိန်တုန်းကဒီရွှေရုံဘုရားအောက်ကိုရောက်ခဲ့တဲ့ကိုရင်လေးကပြောတယ်ရွှေရုံဘုရားမှာ ဒီမှာထွက်ပေါက်တလန်းရှိသေးတယ်အဲ့တော့ဝိဇ္ဇာယူသေးတယ်အဲ့ဒီထွက်ပေါက်တလန်းနေကျွန်တော်တို့ဒီလေးလာပြီးလဲလေးလာပြီးဆိုတော့ကျွန်တော်တို့ခေါ်ရပေးပါဥတွေပါကုန်းချခေါ်ရပေးပါဆိုတော့ခေါ်ရတယ်ပေါ့နော်ခေါ်ရတော့အမှန်တကယ်ဟုတ်ပါတယ်ဒီလမ်းဘလို့လမ်းလဲဆိုတော့လှိုင်ကူပုံစံမျိုးပေါ့နော်အောက်ကတော့ကြောက်လေးစီးပခင်းတယ်ကြောက်လှိုင်ကူပါပဲကြောက်လှိုင်ကူလမ်းအရှိမအရှိပဲပေါ့နော်တော်တော်ရှိတယ်အဲ့လမ်းတောက်လျှောက်မှာ ပရမအရင်ဆုံးဒီဌာမဏတရဲ့အလင်းနာမှာဝိဇာတွေဇောကြီးတွေသူကတပိပိနေသွားတာနော်ငကားကလုံးဂုံမှန်ရက်ကတွေဟိုပဲကြဆောင်းချောက်တယ်လမ်းတစ်ဝက်လောက်ထိဆောင်းချောက်တယ်လမ်းတစ်ဝက်လောက်ကြတော့မရှိဘူးလောလောလွတ်သွားပြီအမှအဲ့တချို့ကလည်းအဲ့ပုဂ္ဂိုလ်တွေကျွန်တော်တို့စောင့်ကြည့်နေတာနော်ဒီဖះကိုစိတ်နဲ့တင်မနေရလားဖះရဲ့ဌာမဏစိတ်နဲ့တင်မလားဆိုကျွန်တော်တို့တချို့နှလုံးနဲ့စောင့်ကြည့်နေတယ်ပြီးတော့လမ်းတစ်ဝက်လောက်မှလွတ်သွားတယ်ပေါ့နော်လမ်းတစ်ဝက်လောက်မှလွတ်သွားပြီးကအမှအဲ့မှလမ်းဆုံးတော့အေယာဝတီအဲ့ရန်ကုန်ကရန်ကုန်လမ်းနဲ့အေယာဝတီနဲ့လား အဲ့နည်းရေတရိုက်တဲ့ပဲတရိုက်ရဲ့နေရာမှာနော်အဲ့လန်ကူရဲ့အသားတင်သွားတာနော်အဲ့ဒါမှာကျွန်တော်တို့ကယုံနာပေါ့နော်ဒီဥကြောင်းဟင်းကြော်ဟင်းတွေတော့တဲ့စကားရည်တန်းမှာဒီကြရီကမှန်ကန်တယ်ပေါ့နော်ကျွန်တော်ကဘယ်လိုလဲလူတယောက်စကားသေးမယုံပေါ့နော်ကိုယ်တိုင်လေးလာကြီးမှဟုတ်လားမဟုတ်လားလေးလာကြီးမှယုံနေပေါ့နော်ဒါကတော့တမရနှလုံးတမရစွမ်းအားနဲ့အကြမ်းနှင်းစက်နဲ့တွားခဲ့တဲ့ရှင်ဘုံဘုရားကလှန်ကူလေးအကြောင်းကိုအနေငယ်သေးသေးနဲ့ပါတယ်ဒီမှာလဲမောင်ကန်အကြောင်းကိုထည့်ပြီးပြောပါအောင်မယ်မောင်ကန်ကျွန်တော်တို့တာမန်လူတွေတဲ့နော် အရက်ဟိုနောက်ထပ်တရက်လောက်နင်းပါတယ်တတော်ဗလာတောင်းတောင်းနဲ့လမ်းကိုကမ်းပြပါဘောနော်အမှကြောက်ရွံ့နေတာဟိုတွေ့ရရပါတယ်နော်မောင်ငန်ကြောက်ရွံ့ကတာမန်လူတက်ကိုပြီးတော့ဒဒန်ကလည်းပို့ပြီးကြီးပါတယ်နော်ဟိုလိုကလူတွေကဒါလေးသေးသေးပြင်းနေပါတယ်အလုံးကြည့်ဦးတင်ပါတယ်ဘူးသူရရပွဲပါပြေမယုံကြုံမှသည်ယုံတဲ့လူတွေယုံပေါ့နော်မယုံတဲ့လူတွေမယုံပါနဲ့အလုံးကြည့်ဦးတင်ပါတယ်ကဲလိုင်းပေါ်မှာရှိရတဲ့မိဘတူတူညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့မှာတော့ဝိဇ္ဇာကြီးတွေကိုယ်တိုင်ကုတဲ့ကုပွဲနဲ့ ဝိဇာကြီးရဲ့အကြောင်းဆိုတဲ့အကောင်းဆုံးလေးအောက်ကတည်တည်ပြေးမှသိပါတယ်ကျွန်တော်တခါတော့ကပေါ့နော်ဒီဒီနေမကောင်းလို့ပေါ့နော်ငှက်သားမိတော့ကဟိုအကျော်စီးတွေတွင်းခဲ့တယ်ပေါ့နော်နေမကောင်းလို့ဖျားရီနာတော့ကိုယ်လေးကိတ်ခဲ့တော့အကျော်စီးတွင်းခဲ့တယ်ပေါ့နော်အကျော်စီးတွင်းပြီးတော့တငယ်ချင်းစိတ်မှုကအကျော်အကျော်စီးတွင်းပြီးတာပေါ့နော်မိုးတင်းပက်ကြီးအကျော်စီးတွင်းတော့ဒီမရရအေးလုံးဝကြီးတော့အကျော်စီးအေးတဲ့အချိန်တွင်းလို့မရဘူးပေါ့နော်ရာသီဥတုပူတဲ့အချိန်နေပူတဲ့အချိန်တွင်းရတာပေါ့နော်မိုးမရရအေးသွားတော့အကျော်ခဲပါတယ်ပေါ့နော်ဒီလက်ဒီတောက်လျှောက်ပေါ့နော်ဒီဒီ ဒီတက်တူးတွေထဲမှာမှာဟိုဖောင်းကြွပြီးတော့ဟိုဒါပေါ့နော်စေအကျိုးတော်လျှောက်ကြီးအလုံးလိုက်ရေးသေးပါတာပေါ့နော်ဒီလက်ခုံကနေစထိုးတာဆိုတော့ဒီလက်ခုံကနေစခဲရတာပေါ့နော်အဲ့မှာကျွန်တော်ရက်20လောက်ထိကိုဘာမှလှုပ်လို့မရပါဘူးနောက်ပေါ်ဟိုတော့ရင်းနှွေး80ကတ်တယ်ကတ်လို့မရဘူးခြေရခြေလို့မရတော့ဘူးเนาะအလုံးလိုက်ခွဲသွားတာအဲ့နဲ့ဆေးရုံသွားပြီးခွဲရမယ်အခြေအနေသစ်တယ်ပေါ့เนาะဆေးရုံသွားပြီးခွဲရမယ်အခြေအနေသစ်တယ်ကျွန်တော်အဲ့တော့လည်းကျင့်စဉ်တရားအထိုင်နေကျင့်စဉ်ဝင်နေတဲ့အချိန်ပေါ့เนาะအဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲ ဒီဟာကိုစဉ်းစားရပေါ့နော်စဉ်းစားတော့အမေတူဝတ္တတိမေတော်ကြီးကိုဒီအပ်မယ်ပေါ့နော်အပ်ပြီးတော့ဒီဟာလေးကိုအမေတူဝတ္တတိမေတော်ကြီးကိုကုခိုင်းမယ်ပေါ့နော်အဲ့တော့ဘယ်လိုကုခဲ့လဲဆိုတော့ခဏခဏတင်ပြပေးမှာဖြစ်ပါတယ်ကဲဆိုင်ရာပုဂ္ဂိုလ်ကျွန်တော်ရဲ့လက်ကိုကျွန်တော်ရဲ့ညာလက်ကိုခဏခဏစီဝင်လာပြီးအမေတူဝတ္တတိမေတော်ကြီးကုခဲ့တော့ပုံစံလေးကိုလုပ်ပြပေးတော်မူပါသူကနော်ဒီလိုဒီလိုတက်ပေးခဲ့တာပေါ့နော်ဒါကကဆိုင်ရာပုဂ္ဂိုလ်ကလုပ်ပြပေးတာပေါ့နော်အဲ့လိုတက်ပေးခဲ့တယ်ပေါ့နော်ဒီအကျောထောက်ချက်ကိုခြေပေးခဲ့တယ်ပေါ့နော်ခြေပေးပြီးလို့ မူဒီဒီဘက်ရောညညဘက်ပေါ့နော်အကျင့်ကျင်ဝင်လာဆိုညဘက်ခြေပြေးခဲ့တယ်မနေ့ဘက်ကျလက်ကြအောင်အဲအကျိုးရ30လောက်ရ20လောက်ထုံးနေတဲ့ခါကြီးကမနေ့ဘက်လက်ကြလုံးလုံးမရှိတော့ပါဘူးအဲဒါကူးချိန်တီးကိုလုံးလုံးကိုပြောက်သွားတာပေါ့နော်ဒါကတော့ဝိကြရီကူးတဲ့ကူးပွဲလေးတစ်ပွဲပေါ့နော်ပြန်နောက်တစ်ခါလဲရှိပါသေးတယ်နောက်တစ်ခါပါလဲဆိုတော့ကျွန်တော်ငါတရားအသိန်းထားတယ်ပေါ့နော်ကျွန်တော်ဆေးထိုးရမှာမတည့်ကြောက်လေဒီသက်ဒီရွယ်အထီးကို အခုဒီအရွယ်ဒီကိုဈေး15ကထိုးဘူးရင်ဒါကျွန်တော်ပွား15ကလောက်16ကလောက်ပဲဈေးထိုးဘူးပါမယ်ဒါကတော့လုံးဝအဲ့ရလေလုံးလုံးဘုံဘုံလဲပါလို့ပါအဲ့တော့လည်းဘုံဘုံလဲပါတယ်တကယ်ချင်းကဈေးမှုဈေးထိုးပြီမယ်ကျွန်တော်လက်သက်မခံဘူးကျွန်တော်ကလည်းဈေးမှုဆိုမယ်ကျွန်တော်တနေ့အတားတာထိုးရတယ်ပါကိုကိုစားကိုဆိုဈေးမထိုးရပါဘူးအဲ့တော့မိဘတူတူတဲ့ဦးမှာတတူးကြဘာလို့ထိုးရလဲဆိုတတူးကသီလီအဲအခေါင်းလေးရင်ဝင်တာပေါ့နော်ဟိုကအတဆုံးဝင်တာဆိုအဲ့လိုမျိုးတွေးပြီးကြောက်တယ်ပေါ့နော်အဲ့တော့ဈေးမထိုးဘူးပေါ့နော်အဲ့ရလည်းမလဲရင်တကယ်ချင်းကလည်းကိုဈေးမထိုးဆိုဈေးမကူဘူးပြတော့ တောက်စင်းမပြီးနိုင်ဘူးလေမင်းစေးတို့မှာပဲစေးမတို့ရင်မဲမဲခံအဲ့ဒါနဲ့တော့ကျွန်တော်ရဲ့ခေါင်းရင်းမှာပေါ့နော်ကျွန်တော်ဖျောင်းနေငါးတိုင်းထုံးနေအမှုတိုင်းငါးတိုင်းထုံးနေပြီးတော့ထွဲဘောက်ဆရာတော်ဖရာကြီးဒီမနှုတ်ဆွေးတို့ဘက်ကနေထွဲဘောက်ဆရာတော်ဖရာကြီးကိုပြေးနေပေါ့နော်အဖဝိဇ္ဇာတွေပေါ့နော်ပါစေဝိဇာအင်းဝိဇာဆမဝိဇာမန္တန်ဝိဇာတရားဝိဇာတန်ဝိဇာအာစတိယဝိဇာဝိတာရှိတောင်ဆေကောင်းနေတမတိဝနှကောင်းနေတဲ့တွေကိုပင့်နေပေါ့နော်ပင့်ပြီးတော့ကျွန်တော်ကတော့ပင်းကူမှာဆိုရင် ပလက်တရားဆိုတာရှိရပေါ့နော် လျောင်တရားဆိုတာရှိတယ်လျောင်တရားပုံစံမျိုးနေတယ်နေပြီးလည်းနေပြီးတော့ဘာဝိဇာကြီးတွေဆရာတော်ဘုရားကြီးတွေကိုလည်း live စေကူပေးပါဆိုပြီးတော့နှလုံးလေးမှိတ်ပြီးနိုင်ခွက်လောက်နေရပါတော့နိုင်ခွက်လောက်နေပြီးလည်းနေပြီးတော့ခနာကိုယ်လေးလုံးဝအူချွေချွေချွေပေါက်တည်းတန်းလာပြီးလုံးဝကိုကောင်းပြီးတော့လုံးဝအချင်းတက်တာပါပါတယ်အန္တကကူပွဲရတော့ဒီဟိုတရားတစီဝင်ပူးနေတဲ့ဟိုအထရတက်နေအချိန်မှာတရားတစီဝင်ပူးတဲ့ကောင်လေးကိုကူပေးခဲ့တဲ့ကူပွဲလေးပါအဲ့ဒါတော့ဝိဇာတွေကိုယ်တိုင်ပါလာရောက်ပြီးတော့နော်အထရကြအောင်လို့ကျွန်တော်ကနေပြီးတော့ ဝိဇာဆရာတော်ဘုရားကြီးတွေအကူအညီတောင်းပြီးဝိဇာကြီးတွေကိုစေဝိဇာကြီးအဲတော့ကစေဝိဇာကြီးနော်ဇောကြီးကြီးစေဝိဇာကြီးကိုယ်တိုင်လာပြီးကုပေးတယ်ကုပေးတယ်ပါဘုနော်ဒါကဝိဇာကြီးကိုယ်တိုင်ကုတယ်ကုဝဲပါနော်ကျွန်တော်တို့တစ်ခါကြမနိုင်တဲ့ခါကျဝိဇာဆရာတော်ဘုရားကြီးအက္ကာတာပါနော်ဒါကမနောစိတ်တော်ခန်းတော်မှာလည်းရှိပါတယ်အာကူဝဲဆိုတာရှိရနော်ဆရာဆရာနဲ့ကုလို့အစမတည်တဲ့ခါကျအာကူဝဲထိုးရတယ်ပါနော်ကျွန်တော်တို့ကတော့ဒါဝိဇာကိုယ်တိုင်ကျွန်တော်ကတော့အကူကြီးတောင်းခဲ့တဲ့ကုဝဲလေးတွေပါဖြစ်ပါတယ်ပြီးတော့ဝိဇာကြီးရဲ့အကြောင်းသိမဲ့ဆိုရင်တော့ ဒီဝိဇ္ဇာတွေထုံကူးတဲ့အကြောင်းကိုမပြောချင်ပါနဲ့ဝိဇ္ဇာတွေထုံကူးရင်ကျွန်တော်ကတော့အလောင်းရောက်တဲ့အလောင်းနဲ့အလောင်းနဲ့ဝင်ပြီးအလောင်းရောက်တဲ့ထုံကူးနည်းကိုပဲတွေ့ခဲ့ဘူးပါတယ်ပေါ့နော်သမထအာယုန်နဲ့တွားပြီးတော့ထုံကူးတော့ကြည့်ခဲ့ဘူးပါတယ်နော်သူကအလောင်းနဲ့မှခေါင်းရင်းဘက်မှာမျက်စောဖျားရှင်ရဲ့ပုံတော့ထားထားတယ်ပေါ့နော်အလောင်းအတွင်းဘက်မှာရိုက်ထားတယ်ပေါ့နော်ထောင်လေးတောင်မှာအဲ့အလောင်းရဲ့အတွင်းထောင်လေးတောင်မှာကျွန်တော်ဖန်ပလင်းလေးတွေထဲမှာအောင်သေးနီယွန်လေးတွေထောင်းထားတယ်ပေါ့နော်အောင်သေးနီယွန်လေးတွေနဲ့ထောင်လေးတောင်မှာရှိရပေါ့နော်ပြီးရင်အထဲမှာခေါင်း ဆောင်းပပလေးကိုခင်းထားပြီးအလောင်းအောက်အောက်ချင်မဆောင်းပပလေးကိုခင်းပြီးခေါင်းရဲ့ဘက်မှာကိုခေါင်းနည်းနည်းအုံးလို့ရမြန်ဟာလေးပေါ့နော်ခေါင်းအသေးစားလေးကိုထည့်ထားပါတယ်ပြီးရင်သူကပြီးတော့အပေါ်မှာအဲအလောင်းရဲ့အတင်ဘက်မှာလဲတိုင်လေးတိုင်ပေါ်မှာနော်တောင်လေးတိုင်ပေါ်မှာတတိရွက်တင်နေပေါ့နော်ဒါတော့ထွက်ပေါက်ဝိကြဆရာတော့ဖခင်ရွှေထွက်ပေါက်ပုတ်ကူကြီးအလောင်းကအလောင်းကြောက်ကနေကြံဒီအခောင်းကိုစီစဉ်နေတာပေါ့နော်ဒါတော့ကိုကိလူတည်းတွေ့ဘူးမှမဟုတ်ပါဘူးဒါဘူးသူရအနေနဲ့ပဲသွန်းနေပါတယ် ဘယ်ခိုင်းကဘလို့ပုတ်ကွာထွဲပောက်ခဲ့လို့မင်းကနေခဲ့လို့ပြောခဲ့တာလေဆိုရင်ကျွန်တော်တို့မနှောဆိတ်တို့ကခိုင်းတော့ပါပဲနောက်ဆုံးအခုဆိုရင်နောက်ဆုံးထွဲပောက်ခဲ့တဲ့ပုတ်ကူပေါ့နော်အဖအူငွေမောင်းလို့ခေါ်ပါရင်နော်ဘယ်ရက်ဘယ်ဒေသလဲတော့ကျွန်တော်လည်းမလေးလာမစုံစမ်းဘူးပေါ့နော်အဖအူငွေမောင်းထွဲပောက်ခါနီးအချိန်မှာကျွန်တော်တွားရောက်ပဲကြည့်ရှုခဲ့တဲ့ဟာလေးကိုပြန်လည်းတည်တည်နေပါတယ်အဖအူငွေမောင်းအလောင်းထက်ပြီးထွက်ခါနီးပေါ့နော်ထွဲရဲ့စကန်နန်းခါနီးကိုတံဖရာအာယုံနဲ့ကျွန်တော်ပင့်ဖိတ်လို့ကျွန်တော်ကိုယ်တိုင်တွားကြည့်ခဲ့တဲ့ အရာလေးကိုသိသာပြင်းနေပါတယ်အားလုံးကိုကျေးဇူးပါတယ်မိဘတင်ညီကိုမနမအားလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့ဘဝဒုရနဲ့ရကြပါစေအားလုံးကျေးဇူးတင်ပါကဲဒီနေ့မှ live မှာရှိတဲ့မိဘတင်ညီကိုမနမအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီမှာတော့တရားထိုင်ရင်လာကြတော့ပုဂ္ဂိုလ်များဆိုတဲ့အကြောင်းအရာလေးအောက်ကနေပြီးတော့သိသာပြင်းမှန်းသိပါတယ်ကျွန်တော်ချမ်းဒီဘက်ကရှိုင်းဘက်မှာတရားထိုင်တော့ပါပေါ့နော်အဲ့ဒီအိမ်မှာတရားထိုင်တော့ပါပေါ့တရားထိုင်နေတော့မှကျွန်တော် ဟုတ်စင်နေလာလဲကြုံခဲ့ဘူးရပေါ့နော်စင်စင်အသီးရဲ့နောက်မှာမဟုတ်စင်ပေါင်းနန်းသားဆိုတာနော်စင်ရဲ့ခေါင်းဆောင်ပုံစံမျိုးပေါ့နော်စင်ပေါင်းနန်းသားဆိုတာလာတာပေါ့နော်စင်အန်သူကဥဆောင်ပြီးကျွန်တော်တို့လာတယ်လာပြီးတော့သူတို့စင်နေဥချတယ်လို့ပဲပေါ့နော်လက်တွေဒူးတွေထောက်ပြီးထောက်ပြီးနှမောင်းနဲ့ဥချပြီးဥသုံးရင်ချပြီးတရားမွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခါတော့နောက်တစ်ခါတော့ကျင့်ကြံဝင်တဲ့အချိန်မှာကျွန်တော်တို့ကိုကိုင်းသရှင်မောင်နှမလာခဲ့တာပေါ့နော်ကိုင်းသရှင်မောင်နှမလာတယ်ကျွန်တော်လာတော့မေးလိုက်တယ် ဘာလို့လာတာလဲဆိုတော့ဆရာလေးကိုဆရာလေးကြည့်နေဝင်နေတာလာပဲကြည့်ရင်လို့တဲ့လာပဲကြည့်တာတဲ့ကဲဟုတ်ပြီအဲဆိုတော့ကြည့်ပွားတယ်နော်ဆိုတော့နောက်ကျအောင်တန်းလဲပါတယ်ပေါ့နော်အနေရောင်ဝိဇုံနဲ့ရှမ်းရှမ်းဝိဇုံနဲ့ပေါ့နော်ရှမ်းကောင်းပေါင်းနေနဲ့ရှမ်းဓာတ်အတိုင်းဓာတ်တွေပဲလွဲထားတယ်ပေါ့နော်ပြီးတော့ဒီပုံကအဆောင်ကျော်တယ်မှာဒီဝိသုစင်ကျေဝေပုံကဒီဆိုခဏခဏလာရပေါ့နော်ကိုတခါမှလည်းမနေဘူးဝိသုစင်ကျေဝေပုံကဒီအဖအေးတောက်မွေးထောက်ထားပြီးပတိတွေနဲ့လာကြရပေါ့နော်လက်လက်ပြီးကြည့်ကြရပေါ့နော် လာလာကြည့်ကြတယ်လာလာပြီးတော့စောင်းမကြတယ်လာလာပြီးတော့ဒီအင်းစမာတွေပြီးတယ်ပေါ့နော်အမေတူရတတိမေရိုကြီးဂိုင်ကြရင်အမေတူရတတိမေရိုကြီးကြွာလာရှိရဲ့ကျွန်တော်ရဲ့ပုပ်ကိုအဆောင်ရှောက်တွေကြွာလာရှိရဲ့ပေါ့နော်အများဆုံးကြွာလာတာကျွန်တော်ရဲ့ပုပ်ကိုအဆောင်ရှောက်ပေါ့နော်မနော်ဆေးတဘကန်တော့ပုပ်ကိုအဆောင်ရှောက်တွေအများဆုံးကြွာလာရှိပါတယ်ဒါကတော့ဟိုကောင်းတဲ့ပုပ်ကိုဘက်ကကြွာတာပေါ့နော်မကောင်းတဲ့ပုပ်ကိုဘက်ကရောလားပြမဆန်းဘူးလားဆိုတော့လားပြဆန်းတာရှိပါတယ်ဟိုတစ်ချိန်လုံးကဆိုရင်ဟို ဒီပေါ့ကျင့်စဉ်ဝင်နေတဲ့ကိုပြင်စင်ထည့်ပြီးတော့ထလိုက်ကြတဲ့ဟိုအနေထားတောင်ရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒါပေါ့ဒီဘယ်လိုလဲဒါပြီး6တာပေါ့နော်တခါကြရင်နောက်မှ6တင်းနဲ့ရှောက်သွားနေတယ်ခြေလန်းနေရတယ်ခြေလန်းတန်နေကြရပေါ့နော်တခါကြရင်အနံပေးတခါကြရင်အနံ့တက်ပေးတခါကြရင်ကိုတင်မှန်ပြရပေါ့နော်ကျွန်တော်တရားထိုင်နေတော့ဆိုရင်တခါတော့မှဆိုရင်နော်ယောက်ျားနဲ့မိန်းမနဲ့တွဲလာတယ်ကျွန်တော်ရှိနေရောက်လမ်းလျှောက်ပြီးလာတွေ့အနားရောက်တော့ကြည့်လိုက်တော့ ဟိုဝိုးရွားလိုက်လေသူတို့ခန္ဓာကိုယ်နေရတယ်ပေါ့နော်ယောက်ျားနဲ့မိန်းမဟိုအသက်30ကျော်40နီးပါးလောက်တဲ့နေလင်မယားနဲ့ပေါ့နော်တွဲရက်ရက်နေတယ်ရက်နေပြီးတော့ကျွန်တော်ကိုဟိုဒါဆက်ပြီးတော့ဒီကျင့်စဉ်ဝင်တော့နေဆက်ပြီးကျင့်စဉ်ဝင်တော့နေဆိုကျွန်တော်သူ့ကိုလှမ်းကြည့်လိုက်မိန်းမတော့ခေါင်းရှိတယ်ယောက်ျားခေါင်းမရှိတော့ဒီလိုနားလောက်ကနေတည့်ရနေတယ်ပေါ့နော်အဲ့ခေါင်းကိုကျွန်တော်လိုက်ကြည့်လိုက်ဘယ်ရောက်လဲဆိုတော့ကျွန်တော်တိုင်းနေတဲ့တမင်ကလေးရှေ့ကိုရောက်နေဟာ တူနေရေးရအောင်တော့တော်တော်ငါ့ကိုလမ်းမချောင်းနဲ့ငါမကြောက်ဘူးလို့စိတ်ကနေတေလဲတေရောကိုကမကြောက်ဘဲနဲ့ကြင်ကြင်ဆက်ပြီးတော့ဝင်နေလဲဝင်နေရောသူကဘာလုပ်လဲဆိုတော့နောက်ကျတော့တဲမလှဲ့ပါတယ်ပေါ့နော်အဲ့ဒါတခါအောင်တာပေါ့တခါကျရင်လည်းမတရားပုဂ္ဂိုလ်အဆောင်ရောက်ကမတရားမကောင်းတဲ့ပုဂ္ဂိုလ်တွေ၆လာပြီဆိုရင်ကြောက်ပြီးတော့အိမ်ဘဝနေပြီးတော့ဆင်းပြီးတော့ပြီးတယ်အခန်းနေလဲပါတယ်ပေါ့နော်ကိုကလူငယ်ဆိုတော့ပေါ့နော်တခါကျရင်ကြောက်စိတ်ဝင်ကိုလှုပ်ကိုလှုပ်မယ်တထိုင်နဲ့ရောက်ရအောင်လေဆိုတဲ့စိတ်ကြင်ကြင်ဝင်တဲ့စိတ် သင်တဲ့လာပြီဆိုတော့ဘယ်လိုပုံကအနောက်ဆက်မှာလာပြီဟဲ့ပါဘောနော်နောက်ဆက်လို့မရဘူးပေါ့နော်တခါကြည့်ရင်ကလေးကလေးလေးနဲ့အဖိုးကြီးနဲ့လာတာရှိတယ်ကလေးရနော်အနားရောက်မှာတရေပေါ့နော်ကလေးတရေပေါ့နော်နင်းနိုင်အသွင်းသွင်းပြောင်းလဲတရတယ်ဒါပေမဲ့မကြောက်ဘူးပေါ့နော်မကြောက်တော့သူတန်းပြီးလှဲ့သွားကြတယ်ပေါ့နော်လှဲ့သွားကြတယ်ပြီးရင်ဒီဒါကတော့တရားထိုင်နေလာကြတာပေါ့နော်တရားထိုင်နေလာကြတယ်အသွင်းသွင်းတဲ့ပုံကလာကြတယ်တရေသစေနာနာဘောရတယ် ဟိုတခါကြရင်ကျင့်စဉ်ဝင်နေတယ်ဒီကျင့်စဉ်လည်းရှိတယ်ကျင့်စဉ်ဘယ်လောက်ဆွန်းလဲမဆွန်းလဲဆိုရင်တော့ဒီကျင့်စဉ်ဝင်ပြီးစီတားထားတယ်ကိုဘေးပတ်ဝန်းကျင်ပဲဒီဂါရာမတက်လွင်အောင်လို့ကိုရွတ်တဲ့ဂါရာတက်လွင်သွားပြီဆိုတာနဲ့ဘေးနာနာနာဘဝတွေဝိနေဘဝတွေတော့ထိခိုက်တယ်ပေါ့နော် ထိခိုက်ရင်သူတို့မနေနိုင်ဘူးမနေနိုင်ထွက်သေးရတယ်ပေါ့နော်အဲ့တခါတော့ဆိုရင်အဲ့အိမ်မှာကိုကတရားတိုင်တယ်ပေါ့အိမ်နေမှာတရားတိုင်တရားတိုင်တော့ကိုကဂါရာကိုစီးမချဘူးပဲရွတ်တယ်ပေါ့နော်ရွတ်တော့သူမခံနိုင်ဘူးအပုတ်နဲ့လုံးဝပေးလာတယ်အပုတ်နဲ့ပေးလာတော့ဘေးနာပုတ်ကိုဘေးနာပုတ်ကိုဝင်ပူပဲပူပဲသေးတယ် ဆယ်လေးဆက်မယူပါတော့နဲ့ဒီဂါရာရဲ့အတန်ကိုကျမတို့ကျွန်တော်တို့မခံနိုင်ဘူးပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့မခံနိုင်ဘူးဒီအနန္တတရားနော်ဟိုမပေါ်လို့ဖုံးထားပြီးမယ်ဆယ်လေးဂါရာရွတ်တဲ့အတွက်အဲ့ဂါရာတန်ရောအနန္တတိပေါ်လာပြီးပေါ့နော်ဆက်မယူပါတော့နဲ့ဆိုပါမှအဲ့မှာကောင်းပြီဆက်မယူဖဲနဲ့ကျွန်တော်ကျင့်ကျင်တော့ကျွန်တော်မထက်နိုင်ဘူးကျွန်တော်စီးချပေးမယ်ဆိုပြီးတော့ကျွန်တော်ရဲ့ပဝန်းကျင်ကျွန်တော်စီဝိုင်းဝမ်မီဒီဂါရာရဲ့စွမ်းအင်းဒီဒီစီဝိုင်းအတွင်းမှာရှိပါသေးပဝန်းကျင်က နန္ဒဘွားတွေဘလို့ပုဂ္ဂိုလ်တွေမှာထိခိုက်နေနိုင်ခြင်းမရှိပါစေနဲ့သူတို့ဘွားလေးအေဂျင့်တွေပါစေဆိုပြီးစီးချလိုက်ခါမှပဲဒီအနန္တတွေပြောက်သွားတယ်ပေါ့နော်ဒါကတော့တရားထိုင်ရင်အတွေ့အကြုံနေနေရနေပြီးတော့ရှင်းတာပြင်းနေတဲ့ပါတယ်အပိုင်းထဲမှာထပ်လိုက်ပြီးတော့တရားထိုင်ရင်အတွေ့အကြုံတွေကိုထပ်ပြီးရှင်းတာပြေးဦးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါမျိုးတို့ရေမိုးဗီဒီယိုတွေတော့ဒီလောက်ပါပဲဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဒီတမထချစ်စင်ကိုကြည့်ခဲ့တဲ့ဆရာလေးရပါတော့တော်တော်လေးဟိုမှာချစ်စင်အကောင့်နေပါတော့ကြည်တမ်းမျိုးလက်ဘဟုတ္တရာတင်ငန်းစာရအောင်လို့ပြန်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်မိုးဗီဒီယိုလေးကိုစုံထိလက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေတင်ရင်း subscribe ကလေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေးတွေရေးပေးပါရှင်နောက်ထပ်လဲမိုးဆက်လီတတိနေဟာတက်ဗီဒီယိုတွေဘဟုတ္တရာရက်ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်တိဆက်ပြီးတော့မှမိုး channel လေးကို like and subscribe နဲ့တပ်ဖို့တောင်းဆိုပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်ထားတာ